ားလုံးပဲမင်္ဂလာပါဒီနေ့ပြည်သူများရဲ့ဝေချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဖုန်းတွေမှာပြောညာတက်စီတဲ့အကြောင်းရင်းတွေပေါ့နော်ဒီလိုမှကျွန်တော်ပြည်သူများပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့တခြားဖုန်းတို့များကကျွန်တော်ဖုန်းတွေမှာခဏခဏပေါ့နော်ကျွန်တော်ဘာမှကိုတုံးလို့မရအောင်ပေါ့နော်ကိုယ့်ရဲ့ဖုန်းကကြော်ရတဲ့အမြိုက်တက်လာတယ်ပေါ့နော်ကြော်ရခန်းဟို5စက္ကန့်တခါပေါ့နော်အဲ့ဒီမှာကျွန်တော်တက်ပြီဆိုလို့ရှိရင်ကျွန်တော်ဖုန်းတော့အဆင်ပြေပေါ့နော်အဲ့လိုဖြစ်တဲ့ဆိုလို့ရှိရင်ကျွန်တော်ဘာကြောင့်တက်နေတက်လာရတာလို့ပေါ့နော် ဘာကြောင့်ဒီကြီးကြော်ရတွေကဘာကြောင့်တက်လာရတာလဲဘယ်ကနေဝင်လာရလဲဆိုတာပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်အသေးစိတ်ပဲတော့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးနေတဲ့ကျွန်တော်ဘာရောက်ဖြစ်လဲဆိုလို့ရှိရင်တော့ကျွန်တော် update ပေါ့နော် phone ရဲ့ system update ပေါ့နော်ကျွန်တော်ဆွတ်ဆိုလို့ရှိရင် phone ကို system update တင်ပြီးသွားပြီဆိုတာ ਨੇ ဒီမလိုအပ်တဲ့ဒီ hardware တွေပေါ့နော်အဲ့ app တွေပါတာပေါ့နော်အဲ့ app တွေကနေပြီးတော့ ကနေပြီးတော့မှသူကကြော်ညာကိုဝင်စီတာပဲဖြစ်ပါတယ်ဗောနော်အဲ့ဒါဘယ်လိုခေါ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ hardware ဗောနော် hardware ဒီ software တွေကိုကြောင်းပြီးဖြစ်ပါတယ်ဖြစ်ပါတယ်ဗောနော်အဲ့ဒါကဒီတချို့ phone တွေမှာဆိုလို့ရှိရင် phone တွေ update တင်တာနဲ့ကျွန်တော်အဲဘာမှမသိဘူးနော်ကျွန်တော်ဆောက်ဝင်တာကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကကျွန်တော်ဖြည့်ရှင်းခဲ့တဲ့ဖုန်းလေးရနေပြီးတော့ကျွန်တော်ဒီပြန်နေပြီးတော့မှတကယ်ရင်တိအောင်ပြန်ပြရပေးတာပေါ့နော်အဲ့လိုဖြစ်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က phone update ကြောင်ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းထဲမှာသွားပြီးတော့မှ app တွေရတယ်သွားစစ်ဆေးပြရဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဘုလုံးကကျွန်တော်ပြပေးသားပါတော့နော်ငွေကြေးတွေလိုက်လိုက်ကြည့်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကဘယ် software ဖြစ်နိုင်လဲဆိုတာကိုကျွန်တော်ဘယ်လိုစစ်ဆေးရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ phone setting နဲ့ကျွန်တော်သွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ app ဆိုတဲ့နေရာဝင်လိုက်မယ်ပြီးရင်တော့ဒီနေရာမှာ app management တွေ့ပါလိမ့်မယ်နော်တချို့ဖုန်းဆိုလို့ရှိရင်တော့ app player ကျော်ပါဖြစ်ပါတယ်ဗောနော်ဒီနေရာကိုကျွန်တော်တွားလိုက်မယ်နော်ဒီ software တွေဒီ phone number ပါတဲ့ software တွေအားလုံးကိုဒီမှာလာပြီးတော့မှကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဗောနော်အဲ့ထက်နေပြီးတော့မှကျွန်တော်တို့ကအဲဒီ install လုပ်ရတဲ့ software ရှိတယ်ဗောနော်ကျွန်တော်တို့ကအဲ့ဒီဘလို app မလို့ app ပါလာလဲဗောနော်ဘလို့ app နဲ့ပါလာခဲ့တဲ့ဒီ software တွေကိုကျွန်တော်တို့သွားစစ်ဆေးမယ်เนาะအဲ့တော့အဲ့ဒါ download ထည့်ရတဲ့ပါလာတာဗောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က ဘယ် software ဖြစ်နေလဲဆိုလို့ရှင်ကြောပြပေးမယ်เนาะဥပမာကျွန်တော်ကဒီ software တစ်ခုပေါ့เนาะကြောပြပေးမယ်ဒါဆိုလို့ရှင် file ဒီလိုမျိုးပြနေတယ်ပေါ့เนาะဒီလိုမျိုးလေးပြရဆိုလို့ရှင်ဒါကတော့ကျွန်တော် phone ထဲမှာသူရှိပြီးသားပေါ့เนาะဒါက phone ထဲမှာရှိပြီးသား software ဖြစ်တယ်ဒါဘာမှပြဿနာမရှိဘူးပေါ့เนาะဒီ software ကြောင့်မဟုတ်ဘူးအဲ့တော့ဘယ် software ဖြစ်နေလဲကြောပြပေးသားမယ်ဥပမာဒီ software ကျွန်တော် check နဲ့ကြည့်လိုက်ပါเนาะဒီလိုမျိုးဒီ install ပါရဆိုလို့ရှင်ဒီလိုမျိုး install လေးပါရဆိုလို့ရှင်ဒါကတော့ကျွန်တော်ဖြတ်လို့ရတယ် ကျွန်တော်တို့ဒီအဲပြန်ထောင်းလို့ရတာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အလိုရတခုပဲဒီဆော့ဝဲကျွန်တော်ဖြတ်လို့ရတာပေါ့နော်အဲ့တော့မသိငါအောင်ဆိုလို့ကျွန်တော်ဖြတ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်အဲဒီဆော့ဝဲကြောင့်မဟုတ်ဆိုလို့ရှိရင်ဒီဆော့ဝဲကဖုန်းနံပါတ်အတုံးတက်တယ်ဆိုလို့ရှိရင်ပြန်ထောင်းပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တကယ်ကြီးနေနားလိုက်မယ်လို့ကြိုပြလေးပါတယ်ပေါ့နော်အဲ့တော့ဖြတ်လို့ရတဲ့ဆော့ဝဲရှိတယ်ကျွန်တော်ဒီဖုန်းနံပါတ်ဒီဖြတ်လို့မရတဲ့ပေါ့နော်ဖုန်းနံပါတ်အော်တိုပေါ့နော် သူကဖုန်းဝယ်ခရရပါတဲ့ software တွေရှိပါတယ်ဗောနော်အဲ့ဒါကသူကမလို့ app သူမထည့်ပေးဘူးဗောနော်လိုအပ်တဲ့သူထည့်ပေးထားတဲ့ app တွေဖြစ်ပါတယ်ဗောနော်ဒါကတော့ကျွန်တော်မဖြတ်ပါနဲ့ဖြတ်လို့လည်းမရဘူးဗောနော်အဲ့တော့ကျွန်တော်တို့ကဒီမှာအဆစ်ဆီလို့ရတယ်ဖြတ်လို့ရတဲ့ app ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆစ်ဆီပြီးတာဗောနော်ဒီမှာဘာတွေမသိင်္ဂါသာရှိလဲဆိုလို့ရှိရင်တော့တချို့ဒီ hardware တွေကကျွန်တော်ဒီမှာ အဲအခုလက်ရှိကျွန်တော်တောင်းဝင်တဲ့ဒီ software နဲ့သူကပုံစံတူပေါ့နော်ဒီပို logo ပေါ့နော် logo ပုံစံတူသူကလောက်ထားတာရှိတက်တယ်တော့အဲ့တော့တခွေ့တခွေ့ရင်ကျွန်တော်စစ်တရမယ်နော်အဲ့ဒီမှာလာပြီးတော့မှဒါစစ်မယ်ဆိုပြီးပို့ဆောင်တယ်ပေါ့နော်အဲ့တော့တခွေ့ရင်ကျွန်တော်မစစ်ဆေးဘူးဆိုလို့ရှင်တော့မရဘူးနော်အဲ့တော့ကြောင်ညာတွေတက်ပြီဆိုလို့ရှင်ဒီမှာလာပြီးတော့စစ်ဆေးပါဒါဖြတ်ပြီးတော့ကျွန်တော်အကြံပေးရှင်တယ်ပေါ့နော်ဒါဆိုလို့ရှင်တရားရခိုင်တော့ပေါ့နော်ကျွန်တော်ပြန်ကောင်းလာမှာဖြစ်ပါတယ်ပေါ့နော် ဒါဆိုရှင်ကျွန်တော်တို့ဒီဖြတ်အမဲ့ software နဲ့ကျွန်တော်တို့ကိုအဲဖြတ်လို့မရတဲ့ software ဆိုလာပြီးတော့မှဒီမှာလာပြီးတော့မှအဲချစ်စေးမယ်ဆိုလို့ရှင်နော်ကျွန်တော်ရမှာဖြစ်ပါတယ်ဗောနော်အဲဒါဆိုရင်တကယ်ကြီးနားလိုက်မလို့ကျွန်တော်မျှော်လင့်ပါတယ်ဗောနော်โอเคဒါဆိုရှင်နောက်တစ်ချက်ကျွန်တော်ပြပြမယ်နော် နောက်တစ်ချက်ကျတော့ကျွန်တော်တို့ဒီ software တွေကဘယ်ရည်ဝင်လာလဲပေါ့နော်ဒီ hardware တွေ software တွေပေါ့နော်အဲ software တွေဘယ်ရည်ဝင်လာလဲဆိုရှင်တချို့တော်တော်များဒီ Telegram အဲ group တွေ group တွေထဲရနေပြီးတော့သူကနေပြီးတော့မှဒီ video file တွေကြည့်ခိုင်းတယ်ကြည့်ရှင်နေဆိုလို့ရှင်ဒါဒီဟာလေးနှိပ်ပါဆိုပြီးသူကနှိပ်ပြီးဝင်ခိုင်းတယ်အဲ့ဒီမှာကျွန်တော်တို့ဒီမှာနှိပ်တယ်နှိပ်ပြီးတော့မှအဲသူတို့ပြရတဲ့ပေါ့နော်တစင်းတစင်းနှိပ်ဝိုင်းနှိပ်ဝိုင်းရင်းနဲ့မှအဲ့ဒီ hardware တွေကိုသွားပြီးတော့မှကိုဖုန်းတွေကိုထောင်းထည့်မိတာပေါ့နော်ဒါဆိုလို့ရှင်ကျွန်တော်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှင်ကျွန်တော်ကအခုနောက်တိုင်းပေါ့နော်အဲ့လိုဖြစ်လာပြီဆိုလို့ရှင်တော့ကျွန်တော်တို့ ဒီဖုန်းလေးလက်ဟက်ခံရနိုင်တယ်ပေါ့နော်ပြီးရင်လည်းကျတို့ဖုန်းလေးလက်ကြော်ကြိုင်တက်တက်စီနေတယ်ပေါ့နော်အဲ့လိုဖြစ်ရဆိုလို့ရှိရင်တော့ကျတို့ကအခုနောက်တိုင်းပေါ့နော်ဒီ app တွေတော့ CC ပဲဖြတ်ပေးလိုက်မှသူပြန်အဆင်ပြေတာပေါ့နော်အဲ့တော့ခုဖုန်းထဲကိုဘာကြောင့်ဝင်လာလဲဆိုတာကိုကျွန်တော်သိဖို့လိုတာပေါ့နော်ကျွန်တော်ဒီမှာဒီ Facebook ထဲရနေပဲသူကနေဒီလိုမှဒီအဲအဲ့ ဒါလေးကိုနှိပ်လိုက်ပါနော်ဒီလင့်လေးကိုနှိပ်လိုက်ပါပြီးရင်တော့အဲကျွန်တော်ဗာရမယ်ပေါ့နော်ပြီးရင်ဘယ်လိုမျိုးကြည့်လို့ရမယ်ဆိုပြီးရအစပေါ့နော်သူကအဲအဲ့ software ကိုကိုဖုန်းနဲ့ရအောင်သူကမြားခေါ်တာဖြစ်ပါတာပေါ့နော်အဲ့ဒါဆိုဆိုလို့ရှင်ကျွန်တော်ကတော်ရနှိပ်မိမယ်နှိပ်မှားမိမယ်ပါမရှင်နေပေးမိမယ် ဆိုလို့ရှိရင်အဲကိုဖုန်းတွေကိုဒီ hardware တွေပေါ့နော်ဝင်ပြီးတော့မှကိုဖုန်းကျွန်တော်တက်စီတာဖြစ်တဲ့ပြီးရင်ကိုဖုန်းကိုလည်း hack ခံရတယ်ဖြစ်တဲ့တာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်သတိထားပြီးတော့မှဒီဝင်ဖို့တက်ပေါ့နော်ဒီ link တွေကိုကျွန်တော်ဝင်ဝင်မဝင်မိစေဖို့တက်ပေါ့နော်ကိုကအဲသတိထားမှဖြစ်ပါတယ်ပေါ့နော် ။တကယ်ကျော်ဝင်မိခဲ့တယ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ပြဖြတ်လို့ရတယ်။အဲ့ဒါအခုနောက်တိုင်းပေါ့နော်ကျွန်တော်ပြန်ဖြတ်မယ်ဆိုလို့ရှိရင်ဒီဖုန်းဆော့ထရင်းမှာကျွန်တော်မတွေ့ရဘူးဒီဆော့ဝဲတွေရပါတော့အကုန်မတွေ့ရဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီ setting မှာသွားပြီးတော့မှအဲဒီတော့ဖြတ်မယ်ဆိုလို့ရှိရင်တော့အကုန်လုံးကျွန်တော်တွေ့ရတယ်တခုချင်းကျွန်တော်စစ်ပြီးတော့မှဖြတ်လိုက်မယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့အဆင်ပြေသွားဖြစ်ပါတယ်ခေါ့နော် Okay နောက်တစ်ခုကြတော့ကျွန်တော်ဘုရားရဲ့ဝင်လာဝင်လာနိုင်လဲဆိုလို့ရှိရင်တော့ဒီ Chrome နေရာတွေအကဘောနော်ဝင်လာဝင်လာဖြစ်ပါတယ်ခေါ့နော်ဒီ Google မှာကျွန်တော်က app တွေကျွန်တော် down တာပေါ့နော် down လို့ဆိုလို့ရှိရင်လည်း အဲကျွန်တော်ဝင်တက်တာပေါ့နော်အဲ့တော့တေချာကျွန်တော်တို့က show fee ပေးတဲ့ app တွေရှိတယ်အဲတချို့အဲ့ဒီ app တွေကနေပြီးတော့မှကျွန်တော်တို့ကသွားဝင်မိမယ်ဝင်ပြီးတော့မှအဲ့ဒီ app ကိုကျွန်တော်မ down ခဲ့မှာပေါ့နော်အခြား app တွေကျွန်တော်တို့က down ခန့်တယ်အဲ down ခန့်ရဆိုလို့ရှိရင်မတိမတာပေါ့နော်သူကအဲ့ဒီထဲထဲကိုသူကကိုဖုန်းထဲကိုရအောင်ပေါ့နော် auto ပေါ့နော် download ဆွဲပြီးသားဖြစ်အောင်လို့သူကလို့ ူကလောက်ထားတာလည်းရှိတယ်ပေါ့နော်ဒါကကျော်လက်တွေ့ပေါ့နော်ကျော်ကျုံဟာကျော်ပြပြတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီ software ကိုကျွန်တော်မတောင်းခင်မှာအခြားဘောနမှာထည့်စေခြင်းနဲ့ဒီ hardware ပေါ့နော်အဲ့ဒီ software တွေကိုအရင်ဒေါင်းလို့မှထည့်ဟိုင်းနေကျော်ရှိတယ်ပေါ့နော်ဒါလည်းကျော်သိထားပြီးတော့မှကျွန်တော်ထည့်ဖို့တယ်ဒေါင်းဖို့တယ်တို့ကဝင်မျိုးတက်ပေါ့နော်ကျော်သိထားမှဖြစ်ပါတယ်ပေါ့နော် โอเคဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာဒီကြောင့်တက်တက်ပြီဆိုလို့ရှိရင်ဘောနော်အများအားဖြင့်ကျွန်တော်ဖြစ်တဲ့အရာကျွန်တော်ပြပေးထားတာဖြစ်ပါတာဗောနော်အဲ့ဒီကြောင့်ဖုန်းထဲမှာရှိတဲ့ဒီမလိုအပ်တဲ့ဟတ်ဝဲတွေကြောင့်ဗောနော်အဲ့ဒီ software တွေကြောင့်ကျွန်တော်ဖြစ်တာဖြစ်ပါလေဗောနော်အဲ့တော့အများကြီးကျွန်တော်ဖြစ်ရှင်းစရာမလိုဘူးကျွန်တော်ဖြစ်ရှင်းရမှာကတော့အဲ့ဒီဖုန်း setting မှာတွားပြီးတော့မှ software တွေတွားရှာမယ်ဆက်ပြီးတော့မှတခုချင်းစစ်ဆေးပြီးတော့မှဖြတ်လိုက်မှဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှအစီအပြေသားဖြစ်ပါတယ်ဗောနော်